အကြောင်းရင်းတစ်ခုကြောင့်မဖြစ်မနေတရားဝင်လက်ထပ်လိုက်ရတဲ့ကြော်ကြော်နဲ့စုမြတ်နိုးဦးတို့ဆောင်တွင်ပြည်သူများလုံးမင်္ဂလာပါရှင်ဘောင်မစ်နောင်ကနေပြန်လဲကြိုးစို့လိုက်ပါရဲ့ခုနှစ်နှစ်လောက်လင်မယားလို့အတူတူနေပြီးမှအကြောင်းတစ်ခုကြောင့်မင်္ဂလာလက်မှတ်ရေးထိုးလိုက်ရတာကတော့တရုတ်ဆောင်စုမြတ်နိုးဦးနဲ့ကြော်ကြော်တို့ဆောင်တွင်လေးဖြစ်ပါတယ်အခုဆိုရင်တော့စုမြတ်နေဦးနဲ့ကြော်ကြော်တို့ကလင်မယားဖြစ်နေရနှစ်တွေတော့ကြာပြီးမှဂမုရှုတုနဲ့မင်္ဂလာဆောင်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်လည်းဘာကြောင့်စုမြတ်နေဦးနဲ့ကြော်ကြော်တို့မင်္ဂလာဆောင်လိုက်တယ်လဲဆိုတာကိုသိကျင်နေကြတာပါ။ တရုတ်ဆောင်စုမြတ်နေဦးဆိုတာကတော့အနုပညာလောကမှာရပ်တည်နေရတက်တန်းအချိန်တိုင်းတာတစ်ခုထိကြာမြင့်နေပြီဖြစ်ပါတယ်။ဇက်ဘိုတရုတ်ဆောင်တဦးလည်းဖြစ်ပါတယ်။ဒီလိုမျိုးတရုတ်ဆောင်စုမြတ်နေဦးနဲ့ပတ်သက်ပြီးတော့ပြည်သက်တွေတွဲမြင်နေကြတာကတော့စုမြတ်နေဦးရဲ့ချစ်သူတရုတ်ဆောင်ကျော်ကျော်ဖြစ်ပါတယ်။ကျော်ကျော်နဲ့စုမြတ်နေဦးတို့ကိုအမြဲတပူပူတတွေ့တွေ့မြင်နေရပေမဲ့အစောပိုင်းမှာတော့သူတို့နှစ်ယောက်ကချစ်သူတွေဆိုတာကိုဝန်မခံခဲ့ကြပါဘူး။ဒါပေမဲ့နောက်ပိုင်းမှာတော့ဘလို့မှဖုံးကွယ်လို့မရတော့ပဲဝန်ခံလိုက်ရတာဖြစ်ပါတယ်။အခုဆိုရင်တော့ကျော်ကျော်နဲ့စုမြတ်နေဦးတို့လူသိရှင်ကြတွဲလာတာက နှစ်အတော်လေးကြာမြင့်လာပြီဖြစ်တယ်လို့စွမျက်နှာဦးရဲ့ပုံစံတော့အိနောက်ရှင်အမျိုးသမီးတယောက်ရဲ့ပုံစံဖြစ်လာပါတယ်။ဒီလိုမျိုးတွဲလာတာအချိန်ကြာမြင့်လာပေမဲ့သူတို့နှစ်ယောက်ကတော့အခုတည်းတရားဝင်မင်္ဂလာမဆောင်ရသေးတဲ့ပုံမှာပြည်သက်တွေကမိကုန်ထုတ်ခဲ့တာဖြစ်ပါတယ်။ဘယ်တော့မင်္ဂလာဆောင်မလဲလို့အမဲမင်းနေကြတာပါ။တယောက်ဆောင်ကြကြောကတော့သူ့အနေနဲ့စွမျက်နှာဦးကိုမင်္ဂလာခန်းခန်းနာနာဆောင်ကျင်လို့ငွေရှာခွင့်ပေးပါလို့တောင်းဆိုထားပါတယ်။ဒါပေမဲ့လည်းပြည်သက်တွေကတော့မင်းကလေးဖြစ်တဲ့တယောက်ဆောင်စွမျက်နှာဦးနဲ့နာမှာဆိုလို့ အမြင့်ဆုံးမင်္ဂလာဆောင်စေခြင်းကြတာဖြစ်ပါတယ်။ဒါကြောင့်လဲဆုမျက်နှာဦးနဲ့ကြော်ကြော်ကိုမြင်တိုင်းဘယ်တော့မင်္ဂလာဆောင်မလဲမေးနေကြတာပါ။ဒါရီကိုမခံကျင်တော့တဲ့ဆုမျက်နှာဦးကအရင်တုန်းကအခုလိုပဲပြတ်သားစွာပြောခဲ့ပါသေးတယ်။ဆုမျက်နှာဦးပြောတာကလူနှစ်ယောက်ရဲ့ချက်ချင်းမြတ်တာခိုင်မြဲမယ်မမြဲဘူးဆိုတာကိုစာချုပ်စာတမ်းတွေနဲ့ချုပ်ကင်ထားလို့မရကြောင်း လက်ထစာချုပ်မှာနှစ်ဦးသဘောတူလက်မှတ်ထိုးထားလဲ क्वे ကြောင်းဆယ်နှစ်တွဲလာလဲ क्वे ကြောင်းခန့်ကနနာမင်္ဂလာဆောင်လဲ क्वे ကြောင်းဒါကြောင့်လက်ထစာချုပ်ချုပ်တာမင်္ဂလာဆောင်တာမျိုးတွေကိုအယုံကြည်မရှိကြောင်းအ धिक လူနှစ်ယောက်အတူတူနေစဉ်မှာတအူးပေါ်ကိုတအူးသစ္စာရှိပြီးတော့ခိုင်မြဲနေရပြီလို့တယောက်ဆောင်စုမြတ်နှူးကသူမရဲ့အမြင်တွေကိုပြောပြလာခဲ့ရဖြစ်ပါတယ်စုမြတ်နှူးတရားဒီလိုမျိုးပြောလာတဲ့ပုံမှာပရိသတ်တွေကအနုပညာရှင်ဆိုတာစံနမူနာပြရမှာဖြစ်ပြီးလူငယ်တွေအတူယူမှားအောင်လုပ်နေရလို့ဝေဖန်ကြပါတယ် တချို့ကလည်းကြော်ကြော်ကတရားဝင်လက်မထက်တာကိုကုံစားပြနေရလို့စွန့်မြတ်နှုတ်ဦးကိုပြောဆိုနေကြတာပါအခုတော့ရုတ်တရက်ချက်ချင်းဆိုသလိုတယောက်ဆောင်စွန့်မြတ်နှုတ်ဦးနဲ့ကြော်ကြော်တို့ကမင်္ဂလာဆောင်လိုက်ပါတယ်ဒီလိုမျိုးမင်္ဂလာဆောင်လိုက်တာကလည်းတယောက်ဆောင်စွန့်မြတ်နှုတ်ဦးမှာကိုဝင်ရှိနေရကြောင်းဖြစ်နိုင်တယ်လို့သိရပါတယ်ဒါကြောင့်မလို့တို့နှစ်ယောက် living together နေပြီးမှကလေးယူချင်းကြလာတာကြောင့်မဖြစ်မနေတရားဝင်မင်္ဂလာဆောင်လိုက်ကြတာဖြစ်ပါတယ်ဒါကမြန်မာလူမျိုးတွေရဲ့ဝေဖန်မှုတွေကြောင့်လို့ဆိုရမှာပါဒါပေမဲ့ကြော်ကြော်နဲ့စွန့်မြတ်နှုတ်ဦးတို့ကတော့တို့ရဲ့အစီအစဉ်လေးတိုင်းတာယာပျော်ရှင်တဲ့ ဝါလီကိုတိစောက်နိုင်ပြီဖြစ်ပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောစုမြတ်နေဦးနဲ့ကြော်ကြော်တို့ရဲ့အချစ်ခရီးလမ်းပေါ်မှာဘယ်လိုမျိုးထင်မြင်မိလဲဆိုတာပြောသွားခဲ့ပါအောင်ရှင်။အစောနေ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။